မင်္ဂလာပါမိတ်ဆွေတို့ကျွန်တော်မြန်မာနိုင်ငံမှာဆွေနွေတီလေးရောက်ပြီနွေတီမရဲ့တီရူပူပြင်းလာချောင်းရေနေချူရှင်းဟာခန္ဓာကိုယ်ကိုအေးမြပြီးလန်းဆန်းစေပါတယ်ဒါပေမဲ့ကျွန်တော်ဤကိုစိတ်တဲ့အချိန်မှာချူလို့မဖြစ်ပါဘူးဒီနေ့မှာတော့နွေတီမရေချူဖို့အကောင်းဆုံးအချိန်ကိုကျွန်တော်မျှဝေခြင်းပါတယ်ဒါလေးကိုမပြောခင်ကျွန်တော် ကျွန်တော်ဟာဆိုရင်ဆရာဝန်တယောက်လည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒလီကိုမျှဝေရခြင်းအကြောင်းကတော့ကျွန်တော်မိတ်ဆွေတွေကိုလည်းသိစေချင်တာကြောင့်ဖြစ်ပါတယ်ကျွန်တော် chat gpt နဲ့အခြားသော platform တွေ youtube တွေကနေ research လုပ်ပြီးပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ကဲနွေတီမာ youtube အကောင့်ဆုံးအချိန်ကတော့မနေ့ခင်းမှဆိုရင်6ရက်ကနေ7ရက်ကြာဖြစ်ပါတယ်မနေ့ခင်းရချင်းဟာခန္ဓာကိုယ်ကိုလမ်းဆန်းစေပြီး တနစ်တန်လှုပ်ရှားမှုအတွက်စွန့်အင်းအင်းအားအသက်တွေကိုရစေပါတယ်။ဒါပြည်နေမထွက်ခင်ရွှေရှင်းဟာခန္ဓာကိုယ်ကိုအိမ်မြစေပြီးပူပြင်းတဲ့တနစ်တာအတွက်အလန်းဆန်းစေပါတယ်။ညနေခင်းမှဆွင်တော့ငါးနာရီကနေ9နာရီကြာနေ့လည်ခင်းကိုယ်လည်းလှုပ်ရှားမှုနဲ့အလုပ်တွေလုပ်ပြီးပူပြင်းမှုကနေလွတ်လာပြတဲ့နောက်မှာတော့ညနေခင်းမှရွှေရှင်းဟာခန္ဓာကိုယ်ကိုအိမ်မြစေပါတယ်။ ညနေခင်းရချူချင်းဟာစိတ်ပြည့်စုံမှုတွေကိုရောကြစေပြီးညဘက်အိတ်ဆရာမှာတတောင်းတထပြည့်စေပါတယ်။နောက်ထပ်ကျွန်တော်ရချူချင်းနဲ့ပတ်သက်ပြီးတရထားရမယ့်အချက်တွေကိုလည်းမျှဝေရှင်းပါတယ်။နံပါတ်1ရေအင်းနဲ့ရချူပါနွေတီမာရေအင်းနဲ့ရချူချင်းဟာခန္ဓာကိုယ်ကိုအေးမြစေပြီးပူပြမှုကိုရောကြစေပါတယ်။နံပါတ်2ညဘက်ရချူချင်းကိုရှောင်ရှင်းပါ။ညဘက်ရချူချင်းဟာ ခန္ဓာကိုယ်အပူချိန်ကိုကြာဆင်းစေပြီးအစေရမှာအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်ဒါကြောင့်ညဘက်ဤချူချင်းကိုရှောင်ရပါမယ်နံပါတ်3ချွေးထွက်များပြီးနောက်ချစ်ချင်းဤမချူပါနဲ့ချွေးထွက်များပြီးနောက်ချစ်ချင်းဤချူချင်းဟာခန္ဓာကိုယ်အပူချိန်အပြောင်းလဲမြင်စေပြီးရှင်မအီကိုထိခိုက်စေနိုင်ပါတယ်ကျွန်တော်အားလုံးဒါတွေအားလုံးဒီကုန်ဆွေးရမယ်ဆိုရင်တော့နွေရာဒီမှာဆိုရင်မနက်ခင်းညနေခင်းမှာယေနေဤချူပါ ခန္ဓာကိုယ်ကိုလန်းဆန်းစေပြီးပူပွေးမှုကိုရောကြစေပါれ။ညာဘက်နဲ့ချွေ့ချွေ့မြပြီးချစ်ချင်းရီမချိုးပါနဲ့လာရီကိုရှောင်ခြင်းပါ။ဒီနေ့အတွက်စာတူလေးမင်းလို့ဖူးချောင်းနေတဲ့အရာတွေပဲအမြဲလို့ပါ။ကျုပ်စိတ်ပြုတ်သွားလိမ့်မယ်။